ဟုတ်ကဲ့ဗျတင်အောင်ဘင်ကဝါတရောက်ဖြစ်မယ်ဆိုရင်သိထားရမယ့်အချက်လေးတွေအကျိုးရှိမယ့်အချက်လေးတွေကျွန်တော်ပြောပေးခြင်းတယ်ဘင်ကဝါတွေဆိုတာ chain ဆိုတဲ့စကားလုံးနဲ့အတူတူပဲဗျအပြောင်းလဲပေါ့အဲ့တော့အပြောင်းလဲအမြဲတမ်းလုံနေတဲ့ဘင်ကဝါတွေကအောင်မြင်တယ်ဘာဖြစ်လို့လဲဆိုတော့ခရီးစီချောင်းကတိုးတက်လာတဲ့ဤပညာတွေနောက်ကိုလိုက်ပြီးအစ်စ်အစ်စ်တွေကိုလောက်ကင်ဆောင်ရွက်ခြင်းဖြင့်အောင်မြင်နိုင်တဲ့လူလို့အဓိပ္ပာယ်ရတယ်ဘင်ကဝါတွေကဒါကြောင့်ကျွန်တော်တို့ဘင်ကဝါဖြစ်လာပြီဆိုရင်ပြောင်းရမအောင်မကြောက်နဲ့ချိန်ရမအောင်မကြောက်နဲ့ချိန်ရမှာကြောက်ပြီးတမယူးကြအလုပ်တွေလုံနေတယ်ဆိုရင်ဘင်ကဝါတွေကတိတ်တိုးတက်လည်းမရှိဘူး နားလည်အောင်ပြောရမယ်ဗျာမိဦးဖလာအလုပ်တွေလုပ်နေကြရတယ်ဆိုရင်တော့မှမိဘငါသားကြီးငါသမီးကြီးဒီလုပ်ကိုတော့ငါသားသမီးလုပ်လိုက်ကြဆိုပြီးပေးတယ်ဆိုရင်တော့မှမိဘလက်ထက်ကပုံစံအနိုင်မလုပ်တော့ဘဲနဲ့ပုံစံအစ်တတွေလုပ်တာထုတ်ပိုးမှုတွေပို့ပြီးတက်ဆန်းအောင်လုပ်တာနော်ဝန်ဆောင်မှုတွေပို့ကောင်းအောင်လုပ်တာဒီလိုမျိုးလုပ်ပေးမှအောင်မြင်နိုင်တာဖြစ်တယ်ဘင်္ဂဝါးရီကဒါအပြင်ဘင်္ဂဝါးရီကအများနဲ့အပြောင်းလဲတိုးတက်တာကိုကြိုက်တာဖြစ်တဲ့အတွက်အရန်ကြီးဘယ်လိုပြောမလဲလက်ကသာဝန်ထမ်းအလုပ်တွေအကျိုးမပေးဘူးအထူးသဖြင့်အစိုးရဝန်ထမ်းလို့ပေါ့တိတ်ပြီးအပြောင်းလဲအရန်ကြီးမရှိတဲ့ နေရာဌာနမျိုးတွေဆိုရင်လုံးဝမကောင်းဘူးဘင်္ဂဘွားတွေကအများအားအသက်အသက်တွေအပြောင်းလဲတွေခေရီစီချောင်းတွေခေရတောင်းဆိုလာတဲ့ပညာတွေလိုအပ်ချက်တွေကိုအများအားဖြည့်ဆည်းခြင်းနေတဲ့လူတွေဖြစ်တယ်အဲ့လိုဖြည့်ဆည်းနေမှလည်းဘင်္ဂဘွားတွေကအောင်မြင်တယ်မလုံးချင်ဘူးအပြောင်းလဲမလုံးချင်ဘူးဒိုင်းမနေတယ်လမ်းအိုတိုင်းလိုက်နေတယ်ဘင်္ဂဘွားတွေကမအောင်မြင်ဘူးဒါအပြင်ဘင်္ဂဘွားတွေတော်တော်များများဗုဒ္ဓဘူးဂျုံနဲ့ပတ်သက်ဆန့်ရနေတာဖြစ်တယ်ဗုဒ္ဓဘူးဆိုတာစကားပြောဆိုပါဘင်္ဂဘွားတွေကတခါကြာရင်ဘောဇာရဏ်ညံနဲ့ဘင်္ဂဘွားတွေကစကားပြောဆိုမတတ်တာတွေစကားပြောရင်လှအောင်မပြောတတ်တာတွေ ခုခုပြောစရာရှိတယ်ဆိုရင်ဒဲလိုဝင်ဝင်ချင်းချင်းပြောလိုက်တာကြောင့်တစ်ဖက်လူကနဝင်မချိုတာတွေအချို့နေရာတွေမှာပြောတယ်မပြောတယ်မမမသိဘဲနဲ့အမှန်တိုင်းပြောလိုက်ရတာနေလူမုံများတာတွေဖြစ်တတ်တယ်အဲ့တော့ဘင်ကဝါရီယာပါပါနက်နက်နဲ့စကားပြောထက်တဲ့ဘင်ကဝါရီယာဘွားမှာပိုးအောင်မြင်တာတွေ့ရတယ်ဒါကြောင့်ဘင်ကဘွားဖြစ်လာပြီဆိုရင်စကားပြောဆိုထိမှာအသေးချာလေးလောက်ပါပြောရဲဆိုတဲ့နေရာမှာနည်းနည်းရင်ရင်ကြီးကြီးလေးပြောပါလို့ကျွန်တော်တို့ပြောလို့တယ်။ဒါအပြင်ဘင်ကဘွားတွေအနေနဲ့နောက်ထပ်သိရမယ့်အချက်တွေကဘာလဲဆိုတော့ကိုကိုတိုင်းဘင်ကဘွားဖြစ်လာပြီဆိုရင်ကျွန်တော်တို့ကဘလို့ဟာမျိုးတွေကိုတွေးရတဲ့လဲဆိုတော့ အလုပ်တွေနဲ့ပတ်သက်ဆက်နွယ်အများအမ်းငါတော့ဒါကြီးကိုတက်တက်လုံးလုပ်မယ်တက်တက်လုံးရေရှည်ဒီတိုင်းပဲသွားမယ်အာဒီစီဝါးအတိုင်းပဲလုပ်မယ်ဒီလိုပဲစူးစမ်းမယ်ဆိုတာမျိုးထက်ငါပိုကောင်းတဲ့ဟာကိုဘယ်လိုလုပ်မလဲပိုကောင်းတဲ့နေရာတစ်ခုရအောင်ဘယ်လိုလုပ်မလဲဒါအလုပ်အကိုင်းနဲ့မဟုတ်ဘူးဟိုနေရာထိုင်ခင်းရအစားအိုးအင်အစားသုံးတဲ့ accessory ပစ္စည်းတွေအစားကျွန်တော်တို့ကပိုကောင်းတဲ့ဟာဖြစ်ဖို့ဘာလုပ်မလဲဆိုတာမျိုးအများအမ်းတွေးပြီးအစ်စ်အစ်စ်တွေကိုအများအမ်းပြင်ဆင်နေတဲ့ တော့ဘင်ကဘွားတွေကိုအချို့ကမကြိုက်ကြဘူးမအောင်မြင်ကြဘူးထင်တယ်အောင်မြင်တဲ့ဘင်ကဘွားတွေအများကြီးအားလုံးသိတဲ့အပြောင်းအရင်ဖိဖို့တီထောင်တဲ့မဆူကဘက်ကတင်းနှာဘင်ကဘွားဖြစ်တယ်နော်အဲ့တော့ဘင်ကဘွားတွေကကြီးကြီးကျယ်အောင်မြင်တယ်အချို့ကဘင်ကဆိုရင်မကောင်းဘူးထင်ကြတာကျွန်တော်ဒီရင်သွေးမွေးဖွားရလာယူရင်ကျွန်တော်ဘင်ကအချို့ရွေးပေးတာအများကြီးရှိတယ်တော့ဘင်ကဘွားတွေကကောင်းတယ်အများကြီးအဆင်ပြေနိုင်တာတွေ့ရတဲ့အပြောင်းလဲတွေလုံနိုင်တဲ့လူမျိုးတွေအတက်တက်တွေလုံနိုင်တဲ့လူမျိုးတွေနော်တေးချာချာခေရေးစီချောင်းရဲ့အပြောင်းလဲတွေလုံနိုင်တဲ့ဘင်ကဘွားတွေကအောင်မြင်အဆင်ပြေကြတာများပါတယ်နော် တော့ဘင်္ဂဝါဖြစ်တယ်ဆိုပြီးတော့စိုးရင်စရာမရှိဘူးဒါအပြင်ဘင်္ဂဝါတွေဖြစ်လာပြီဆိုတော့ကျွန်တော်တွေးရမယ့်ချက်ကဘာလဲဆိုတော့တန်ရောစင်ပေါ့အရင်တန်ရောစင်ကိုတော်ရယ်ပြီးတော့အာဒီသားသမီးနားမှာပဲဒီခင်မုန်းနားမှာပဲဒီဇနီးနားမှာပဲနေပြီးငါတို့အေးအေးဆေးဆေးပဲနေမယ်ဆိုတာတက်ဘလို့စွန့်စားရမလဲဘလို့ကြိုးစားရမလဲစွန့်အောင်စားစားနဲ့ဟိုလောက်ခတဲ့အလုပ်တွေဖောက်ထွက်ပြီးလောက်ခတဲ့အလုပ်တွေသူများမလုပ်သေးတဲ့အလုပ်အစ်စ်တွေစွန့်ဦးတီထွင်တဲ့ပတ်သက်တဲ့အလုပ်မျိုးတွေကိုပို့ပြီးလောက်တာကအောင်မြင်နိုင်ခြင်းရှိပါတယ် လမ်းဟောင်းလိုက်တယ်သူများလှုပ်ပြီးသားအလုပ်တွေသူများဖောက်ပြီးသားလမ်းကိုလိုက်လျှောက်တာတဲ့လမ်းအသက်ဖောက်နိုင်အောင်ကြိုးစားတာကပို့ပြီးတော့အဆင်ပြေနိုင်တဲ့အနေအထားမျိုးရှိပါတယ်ဒါဘင်္ဂဘွားဖြစ်ရင်ဒါကိုလုံးဝမမေ့လိုက်ပါနဲ့ဒါအပြင်ဘင်္ဂဘွားတွေတော်တော်များများရဲ့အာသာချက်မှာဘာရှိလဲဆိုတော့အိမ်တော်ကြီးအာသာချက်ရှိတယ်အကုန်လုံးဘင်္ဂဘွားတွေအိမ်တော်ကြီးကံကောင်းတာမဟုတ်ဘူးနော်အိမ်တော်ကွဲနေတဲ့ဘင်္ဂဘွားတွေအိမ်တော်ကြီးအဆင်ပြေတဲ့ဘင်္ဂဘွားတွေအများကြီးကျွန်တော်တွေ့ဘူးလေဒါမဲ့၁၀ယောက်မှ9ယောက်ကဘင်္ဂဘွားတွေကအိမ်တော်ကြီးကံကောင်းကြတာများတယ်မယုံရင်၁၀ယောက်လောက်ကိုသူတည်နာလို့ကြီးတော့ပို့ပြီးတော့ အဆင်ပြေအောင်အယောက်90လောက်ထိဘင်္ဂဝါးတွေကိုသူစင်နာလှုပ်ကြီးဘင်္ဂဝါးတွေတော်တော်များများရာဂိုင်နှုန်းအပြည့်80ရာဂိုင်နှုန်းအိမ်တော်ကြီးကန်ကောင်းကြတယ်အိမ်တော်ကြီးအဆင်ပြေကြတာများတယ်အိမ်တော်ကြီးနဲ့ပတ်သက်ပြီးတော့အားသာချက်တခုရှိတယ်ဒါကြောင့်ပဲကိုအိမ်တော်ကြောက်ပွားရင်ကိုအိမ်တော်ဘက်ကပိုပြီးစီးပွားရေးကောင်းသွားတာမျိုးဖြစ်ဖြစ်ကိုကြောက်အိမ်တော်ဘက်ကလည်းလုပ်ငန်းတွေအဆင်ပြေပြီးတော့ကျွဲကူရေပါလို့ဆိုလိုလင်းများနှစ်ယောက်စလုံးတိုးတက်သွားတာပဲဖြစ်ဖြစ်ဒီလိုမျိုးတွေကိုဖြစ်လွယ်တာဖြစ်တဲ့အတွက်ဘင်္ဂဝါးတွေကအိမ်တော်ကြီးမှလည်းအားသာချက်သူများတွေထက်ပိုရှိကြတယ်လို့ကျွန်တော်တို့အများကြီးတွေ့ရတယ် ဒါကြောင့်ဘင်ကဝါဖြစ်လာပြီဆိုရင်စွန့်စားပါပုံတော့ကြီးနေမနေပါနဲ့အဆက်အသွယ်အချိန်ဆက်မိအောင်လုပ်ပါဗုဒ္ဓဘုဇိုအားကောင်းတာဖြစ်တဲ့အတွက်လင့်နေအများကြီးချိန်ထားဖို့လိုတယ်နေပဲတိတိယကျွမ်းကျင်တဲ့လူတွေနဲ့တိထားဖို့လိုတယ်နော်ဘာလို့လဲမှလည်းမသိဘူးပုံတော့ကြီးတကယ်ချင်းရမယ်လက်ချိုးကြည့်လို့ရတယ်တယောက်နှစ်ယောက်ပဲရှိတယ်ဆိုတော့ဘင်ကဘွားတွေတော်တော်များများအောင်မြင်လေးမရှိပါဘူးတော့ဒါကြောင့်ကိုဘလိုနေထိုင်ရမလဲဘလိုဟိုရက်တည်ရမလဲဆိုတော့ဒီလောက်ဆုံးတွေးမိမယ်ထင်ပါတယ်ဘင်ကဘွားတွေအောင်မြင်ပျော်ရွှင်တဲ့ဘဝကိုပိုင်ဆိုင်နိုင်ကြပါသေးဗျာ